အစိုးရရဲ့မော်တော်ကားတင်သွင်းတဲ့မူဝါဒတွေပြောင်းလဲမှုတွေကြားမှာကားတင်သွင်းသူတွေအနေနဲ့အခက်အခဲတွေတွေ့ကြုံနေရပေမဲ့ကားစီးနိုင်သူဥယေကတော့တဖြည်းဖြည်းနဲ့တိုးလာခဲ့ပါတယ်။2012ခုနှစ်နှစ်ကုန်ပိုင်းနဲ့2013ခုနှစ်နှစ်စန်းပိုင်းတွေမှာတော့ကားစီးတွေကလည်းဇက်တိုက်ထိုးကျလာခဲ့ပါတယ်။ရန်ကုန်ဟန်တာဝရီကားဝိုင်းတွင်းကကားပွဲဆိုင်တူကတော့ခုလိုပြောပါတယ်။သူ့ဘာလို့ဈေးတွေကတအားယူပြုတ်ကြသွားနေထားမှာလူတိုင်းလူတိုင်းနီးနီးပေါ့ ပတ်စံတဲ့တဲ့တော့တဲ့ဝယ်လို့ရွားအနေထားရောက်ပါတယ်လေလူတိုင်းဝယ်ကြပါတယ်အယောင်ဝယ်လေသူ့အတူဖြစ်ပါတယ်ပေါ့ကားတင်သွင်းခွင့်မူဝါဒပြောင်းလဲကာစကတော့ကားအယောင်ပြကန်းတွေနဲ့ကားတင်သွင်းတဲ့သူတွေအမျက်အစွန်းရခဲ့ပေမဲ့လည်းနောက်ပိုင်းကာလတွေမှာတော့မူဝါဒပြောင်းလဲမှုတွေကကားတင်သွင်းတဲ့သူတွေကိုဥမမော့နိုင်အောင်ဖြစ်စေခဲ့သလိုမူဝါဒပြောင်းလဲတွေကလည်းငွေအလုံးရင်းနဲ့ဝင်လာတဲ့သူတွေကို ထိခိုက်စေတယ်လို့ကားရဝယ်ရေးလုပ်ငန်းလုပ်ကိုင်နေသူတွေကပြောကြပါတယ်။နေရာတော့ပြောင်းလဲလာအောင်ပါပဲကြောက်ဖို့ပဲရှိတယ်တက်ဖို့ကတော့မရှိဘူး။ဘုရားကကားစီးဝယ်သားရင်လို့လို့ဟိုခိုင်းလို့လည်းရတယ်ဈေးလက်တက်လာတော့အခုကထုံးစံမရှိဘူးဝယ်ပြီးရင်နောက်နေ့ကြမှာပါသာထုံးစံနောက်ပိုင်းကြ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 သွားမှာပါအခေယပေါ်မူတီဗီလူတွေကလည်းဝယ်ကြတာလေအခေယနှိမ့်လာတာလည်းအများဈေးကွက်ကလို့လို့ညော့သွားတာပေါ့နော်အဲ့လိုမျိုးရှိတယ် မော်တော်ယာဉ်တင်သွင်းထုတ်လုပ်သူပိုင်ရှင်များအနေနဲ့စိတ်ကမ်းရောက်တန်ဖိုးအဆမတန်ကြောက်ရှင်းသွားတဲ့အတွက်ဂျပန်ကနေတင်သွင်းလာတဲ့ကားတွေကိုစိတ်ကမ်းကနေထုတ်မယူတော့ပဲအဆိုးခံလိုက်ရသူတွေရှိနေတဲ့အကြောင်းဒါ့အပြင်မူဝါဒအပြောင်းလဲတွေနဲ့ညှိစွန်းနေတဲ့အတွက်စိတ်ကမ်းကနေထုတ်မယူနိုင်တော့တဲ့ကားတွေလည်းအများကြီးရှိနေတယ်လို့သိရပါတယ်။ခုလိုအဆိုးရရဲ့မူဝါဒတွေပြောင်းလဲနေတာကပြည်သူလူထုအများစုအတွက် ပြောင်းလဲနေခြင်းဖြစ်တယ်လို့ပြည်သူအချို့ကလည်းယုံကြည်လက်ခံနေကြတာကိုတွေ့ရပါတယ်ဘာမှပြောလို့မရဘူးအစိုးရကတော့တော်တော်နဲ့လုံပိုင်ခွင့်ရှိတဲ့လူတွေကတော့မျိုးမျိုးပြောင်းနေတာပဲပြည်သူလူထုသက်သာစေချင်လို့ပေါ့နော်မျိုးမျိုးပြောင်းပြီးတော့သူတို့လည်းကြံပြီးလုံနေတာပါအဲဒီမျိုးပေါ့နော်အရေးကြိုးတွေပေါ်မူတည်ပြီးပေါ့အရေးကြိုးတွေကိုခုနပြောသူပေါ့ဈေးနည်းနည်းမြင့်လာရင်မြင့်လာတော့နည်းနည်းပြန်ထိန်းထိန်းပြီးတော့လုံနေကြတာပေါ့နော်အဲဒီမျိုးဈေးမြင့်လာရင်အမြင့်မခံနိုင်ဘူး နောက်နောက်ဟိုလဲကားကိုမြန်မြန်ဆန်းဆန်းခွင်းပြအောင်သုံးတက်နေကြတာပေါ့တူတူပေါ့နော်အဲဒီမျိုးလုပ်နေကြကားတင်သွင်းသူတွေအနေနဲ့အခက်ခဲတွေတွေ့ကြုံနေရပေမဲ့မော်တော်ကားဝယ်စီးနိုင်သူတွေဟာအရင်အစိုးရလက်ထက်တုန်းကထက်ပိုများလာတဲ့အတွက် ကောင်းတယ်လို့ဝေဖန်ပြောဆိုလာကြပါတယ်။ကောင်းလာတော့ဗောဗျာဒါနိုင်ငံတော်အတွက်လှုပ်ဆောင်ပေးကြတာအားကောင်းပါတယ်။ တအားယူစီးပွားရေးကတော်တော်လေးတော်များဝယ်နိုင်တဲ့နေသားရောက်ပါတယ်အရင်သိန်း2000လောက်ကအခုသိန်း2000လောက်နဲ့ဝယ်လို့ရပါတယ်နေသားရှိတယ်လူတိုင်းလောက်ညီဝယ်ပြီးနိုင်ငံတော်တွေကတော်တော်အကျိုးရှိပါပြည်သူတွေအတွက်ပေါ့အင်မတန်အောင်ကောင်းပါတယ်လုံးလုံးစဲအနေထားမှာတော့ကာစီနိုတွေဇက်တိုက်ကျဆင်းလာခဲ့ပေမဲ့ရောင်းလိုအားနဲ့ဝယ်လိုအားမများတာသေးပဲဝယ်လိုအားနည်းနေစေဖြစ်ပါတယ် မြန်မာပြည်သူအများစုကားစီးနိုင်ဖို့အတွက်ကတော့ဆက်လက်စောင့်မျှော်နေရဆဲဖြစ်မယ်လို့ပြည်သူတွေက ပြောဆိုသုံးသပ်နေကြပါတယ်။ကျမအမေတကြံဟိမ်းပါမြမခမီဒီယာကဖြစ်ပါတယ်။